မင်္ဂလာပါပရိသတ်ကြီးရေစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလံကောင်းများစွာကို တင်ဆက်ပေးနေတဲ့ကျမတို့ရှိလာမင်းအိမ်ရှိကျ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဇယနာရှာမြရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း288ဖြစ်တဲ့အောင်မြတ်တာနဲ့တိုက်ဆက်သာသနာဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်ကြီးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ငါအောင်ဖုံးကြီးဝတ်ပြီဆိုတဲ့စကားက မယန်းဆောင်ရွာတရွာလုံးနေချင်းပြန့်နှံ့သွားခဲ့တယ်။တချို့ကရပ်ပိုင်းမဲ့ဝက်မာလို့ပြောတယ်လို့တချို့ကြတော့လေလူကြောင်လို့ဟန်ပြလောက်တာပါဆိုပြီးတော့ပြောနေခဲ့ကြတယ်။ငအောင်ကတော့ဖုန်းကြီးဝက်မဲ့လို့ဆုံးဖြတ်ချက်ချပြီးတဲ့နေရာဆပီးအရက်တောက်ချင်းကိုရရိပြတ်ဖြတ်ချလိုက်ပါတယ်။နှစ်ပေါင်းများစွာတောက်လာတဲ့အဆွေကအရက်ဖြတ်တဲ့နေ့မှာပဲအစွမ်းပြလာတယ်လို့လူကလည်းခရံချောက်ချားတွေဖြစ်လာခဲ့တယ်။အမအမရဟန်းခံပွဲရဲ့အတွက် အလုံများနေတဲ့မကြီးကငအောင်ရဲ့ခေါ်တန်းကြောင့်ကရော့ပွဲပြင်နေတာကိုချလိုက်ပြီးတော့အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ငအောင်နေနေလို့အဆင်မပြေဘူးလား။ဟုတ်တယ်မကြီးစိတ်ထဲကလည်းနေလို့အဆင်မပြေဘူး။မနှက်ပြန်မယ်ရဟန်းခံတော့မှာဆိုတော့အတက်နိုင်ဆုံးတော့ထိန်းကြည့်ပါမောင်လေးရဲ့စိတ်ထဲကနေတရဏကုံသုံးပါရွှတ်ပြီးတော့အိတ်ကြည့်ပါလား။အင်းမအတက်နိုင်ဆုံးတော့စူးစမ်းပြီးတော့အိတ်ကြည့်ပါမယ်။ငအောင်ကမကြီးနဲ့စကားဖြတ်လိုက်ပြီးတရဏကုံသုံးပါကိုရွှတ်ခါ အဲ့ရပေါ်လဲချလိုက်တယ်။ဒါပေမဲ့စိတ်ကိုချုပ်တီးမနိုင်တာကြောင့်ခေါင်းကိုခါရမ်းလိုက်ပြီးတော့စက်ကနေကောက်ထန်လိုက်တဲ့အချိန်အဲ့ရချေးမှာတင်မလင်ခွေထိုင်ပြီးတော့သူ့ကိုစိုက်ကြည့်နေတဲ့အဖိုးတယောက်ကိုမြင်လိုက်ရတယ်။ခမည်းဘသူလဲ။ကြုံရင်လည်းဘလို့ရောက်နေရလဲ။မင်းခံစားနေရတာကိုမကြည့်ရလို့စင်းမြတုံးလေးလာပေးတာ။အဖိုးကအဲ့ရပေါ်မှာလက်တဆဲတတရှိတဲ့အနီရောင်စင်းမြတစ်ခုကိုချပေးပြီးတော့မျက်စိရှိမှရင်ပြောက်ွယ်သွားခဲ့တယ်။ မအောင်လဲရှေ့မှာရှိနေတဲ့ဆေးမြစ်ကိုကောက်ကင်လိုက်ပြီးတော့နမ်းကြည့်လိုက်တဲ့အချိန်ပါဇက်ထဲငုံထားလိုက်လို့လေအရိတန်ကအင်ခေါမိုးပွားနေထွက်လာခဲ့တယ်။ငအောင်လဲအတန်ကြားတဲ့အတိုင်းဆေးမြစ်ကိုပါဇက်ထဲငုံထားလိုက်ရှာပြုတ်တက်နေတဲ့ခန်းစားချက်တွေပြောက်ွယ်သွားပြီးတော့လူကလည်းနေသားထိုင်သားရှိသွားခဲ့တယ်။ဆေးမြစ်ကိုငုံထားရင်းနဲ့လူကနေရန်ကိုမိထားတဲ့အချိန်မျက်စိကတဖြည်းဖြည်းမှေးစင်းလာပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အကြောင်းအချင်တွေပြေရော့ကား အိမ်မောကြသွားပါတယ်။မနမိုးလင်းအိယာတို့တော့ပါဇက်ထဲငုံထားတဲ့ဆေးမြင့်မရှိတော့ဘင်းနဲ့ရှားပေါ်မှာအနီရောင်အဆက်တချို့သာကြန့်ရှိနေကြတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။ဒီလိုနဲ့ညနေဆောင်အချိန်မှာတော့ငအောင်ရဲ့ရဟန်းခံပွဲဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီးငအောင်ဆိုတဲ့နာမည်ကနေဦးအဆရာအဖြစ်ကိုကူပြောင်းသွားခဲ့ပါတယ်။ရဟန်းအဖြစ်ကိုခံယူပြီးတပတ်ကြာမှတော့ဦးစင်းအဆရာတယောက်တောင်ပေါ်တက်ချင်တဲ့စိတ်တွေတားမနိုင်ဖြစ်လာခဲ့တယ်။ ။ဒါကြောင့်နေစုံဖုံပြီးတဲ့အချိန်တောင်ပေါ်တပားလေးတက်လာခဲ့ရာတောင်ရက်ခါလေလောက်ရောက်မှတော့ချင်းနောက်တလုံးလွှဲထားတဲ့ကရင်ဖိုးကြီးတယောက်စလိတ်ထိုင်ဖွာနေတာမြင်လိုက်ရတယ်။ဦးစင်းအာစာရလည်းကရင်ဖိုးကြီးကိုမြင်ပေမဲ့တရားတိုင်ထင်းလာခုတ်တဲ့သူလိုတွေးမှတ်ပြီးတော့တောင်ပေါ်ဆက်တက်ဖို့အလုပ်ဦးစင်းလေးအခုကတောင်ပေါ်တက်ရမယ့်အချိန်မဟုတ်ဘူးဝိ။အဲလိုပြောပြီးတော့ထိုင်ရာကနေမတက်ထားရလိုက်ရာ အရက်ကခုနှစ်ပေလောက်ချင်းမြင့်တက်သွားတာကိုမြင်လိုက်ရတယ်။ဦးဇရာဆရာလည်းနေကင်းဆောင်တော့အခုလိုမြင်လိုက်ရတာကြောင့်စက်သိမ်းမွှင်းညင်းတွေထလာပြီးစိတ်ထဲမှာလည်းကြောက်စိတ်တွေဝင်လာခဲ့တယ်။ဒါကြောင့်တောင်ပေါ်ဆက်မတက်ဖင်းနဲ့အောက်ကိုဆင်းဖို့အတွက်လှည့်လိုက်ရာအစင်းတော်လန့်ရဲ့အလဲမှာလက်ပိုက်ပြီးရနေတဲ့ယောဂီဝဲလူတယောက်ကိုမြင်လိုက်ရတယ်။ဦးစင်းလေးကြောက်စိတ်တွေဖြစ်နေရတဲ့တူတယ်။ရနေတဲ့သူကချူတာတဲ့မျက်နှာထားနဲ့ပြောလိုက်ပြီးတော့ အနားကိုတက်လာချိန်မှာတော့ခုနဖြစ်ပေါ်နေတဲ့ကြောက်စိတ်တွေချက်ချင်းဆိုသလိုပြောက်ွယ်သွားခဲ့တာကိုခံစားမိခဲ့တယ်။တကယ်ရဘူးသူလဲလူတော့ဟုတ်ပါရဲ့နော်။လူမလူအစ်စပါဥစဉ်မယုံရင်ကြောက်လက်မအောင်ကန့်ကြည့်ပါ။ရော့ကီဝဲလူက လက်ကိုထိုးပြရသောမဝေမရဲနဲ့ကန့်ကြည့်ဟာတာမန်လူတွေလိုအသားရှည်ဖြစ်နေတာကိုသိလိုက်ရတယ်။တရတာမန်လူဆိုတာလက်ခံပါပြီ။ဟိုမှာရက်နေတဲ့လူဟာတာမန်လူမဟုတ်ဘူးထင်တယ်နော်။ ။သွားဦးစင်းလေးကိုအန်တီရပြိမဲ့သူမဟုတ်ပါဘူး။တခုခုပြချင်လို့ခေါ်တာနေမှာပါ။အေးအေးဦးစင်းကအခုမှလာကြောက်နေရဲ့ကွယ်။အရှမ်းမြင့်မြင့်နဲ့ကရင်ဖိုးကြီးကခနဲ့တက်တက်ရှီလိုက်ပြီးတော့လူတကူသွားလို့ရတဲ့ရှိုးလေးတဲကိုစင်းသွားခဲ့တယ်။တကားကြီးကိုဒီမှာရှင်ကမမြင်ဘူးနော်။ကျုပ်ကတောင်ပေါ်မှာဒိတ်ထံဝင်နေတာဆိုတော့ဦးစင်းလေးမတွေ့မိတာဖြစ်မှာပါ။ဦးစင်းလေးကိုလာပေးတဲ့သူနောက်ကိုလိုက်သွားကြရအောင်။ ယောဂီဝဲလူကဥစဉ်အားစရွားရဲ့လက်ကိုဇက်ခနဲ့ဆွဲယူပြီးတော့ရှိုရဲကိုဥဆောင်ခေါ်သွားခဲ့ပါတယ်။ကရင်ဖိုးကြီးခေါ်တဲ့နောက်ကိုနိုင်ဝက်ခန့်လိုက်သွားပြီးတဲ့အချိန်မှာတော့ရေညှိထထတက်နေတဲ့လေးတော့နှကွန်းတစ်ခုကိုမြင်လိုက်ရတယ်။ကရင်ဖိုးရနှကွန်းရှိကိုရောက်တော့အထဲကိုလက်ညှိုးထိုးပြပြီးလူတစ်ဖက်ခန့်ကြီးမားတဲ့ကရင်ဘီရဲ့အနောက်ကိုဝင်ရောက်ပြီးတော့ပြကွယ်သွားခဲ့တယ်။ဥစဉ်အားစရွားလည်းကရင်ဖိုးကြီးညွှန်ပြခဲ့တဲ့နှကွန်းထဲကိုကြည့်လိုက်ရှား တထောင်တသာခန့်ရှိတဲ့ကြောက်သားရုပ်ထုတစ်ခုရှိနေပြီးတော့ရုပ်ထုရဲ့ရှေ့မှာတော့ရှေ့မြောင်မြောင်ယွန်းတတာတလုံးရှိနေခဲ့တယ်။ဦးစင်းလေးယွန်းတတာကိုဖွင့်ကြည့်လိုက်ပါ။အဖေကဦးစင်းလေးကိုတခုခုပေးချင်တာဖြစ်ပါလိမ့်မယ်။ယောဂီဝဲလူရဲ့စကားကြောင့်ဦးစင်းလေးလည်းယွန်းတတာဘူးကိုမဝင်မရမ်းရှူပြီးတော့ဖွင့်ကြည့်လိုက်ရာသွေးဆုံးနေတဲ့ပိုးတစားတစ်ခုနဲ့အတူလွန်စွာဟောင်းနှမ်းနေပြီးဖြစ်တဲ့ပေစာတစ်ချက်ကိုမြင်လိုက်ရတယ်။ဦးစင်းလေးလည်း ပိုးထည်စာကိုလက်တစ်ဖက်မှာကင်ပြီးတော့ပေးစာကိုကြည့်လိုက်ရှာငါကိုတော့သူတမရာစာရဲ့အမှုကိုထမ်းရွှတ်ခြင်းနဲ့အသက်ပေးအပ်ခဲ့တဲ့တမှုဗလာတူရာခေါ်အမောင်အောင်ချမ်းသာအား၎င်းအသက်ဆုံးခဲ့တဲ့ဤတောင်စိုးကိုအပိုင်စာပေးအပ်လိုက်သည်အဲ့ဒီအမိတ်စာကိုမြင်တွေ့လိုက်ရှာတယ်ဦးစင်းလေးလည်းပေးစာကိုကြည့်လိုက်သွေးစွန်းနေတဲ့ပိုးထည်ကိုကြည့်လိုက်လှုပ်ပြီးတော့ဒီဒီနေရာကရွှေမြင့်တင်တောင်ပိုင်အဖိုးရဲ့မူလနဏန်ပေါ့ သိဟုတ်တာပေါ့ဦးစင်းလေးအဖိုးကသူ့ရဲ့မူလနန်းတည်နေရာကိုပြချင်လို့ဒီကိုခေါ်လာခဲ့တာထင်ပါရဲ့တော့ဦးစင်းကဘာလုပ်ရမှာလဲဦးစင်းလေးကအဖိုးရဲ့နန်းဆွဲနေတဲ့ပိုးထည့်စားနဲ့ကြောက်ရွံ့သူလက်ရှိနန်းဆောင်စီကိုပြင်ဆောင်ပေးဖို့အတွက် အကူအညီတောင်းလာလို့မြင်မိပါတယ်ဒီအတိုင်းပြင်သွားရင်ရပြီလားရလောက်ပါတယ်ရော်ကီဝေလူရဲ့စကားကြောင့်ဦးစင်းအာစာရလည်းတထောင်တသာရှိတဲ့ကြောက်ရွံ့သူကိုစွဲယူလိုက်ရှား ရုပ်ထုရဲ့အောက်ခြေကနေအယောက်သေးဆုံးလေးနဲ့ကြောက်တံပရံများတွေထွက်လာခဲ့တယ်။ယူပါဦးစင်းလေးဒါရီကဦးစင်းလေးသာသနာပြုတဲ့နေရာမှာတုံးဖို့အတွက်ပေးထားပါ။ဒီမဲ့တကားဦးစင်းကသာသနာပအောင်ရောက်နေတဲ့သူ ဖြစ်တာကြောင့်ဒီပစ္စည်းတွေကိုမရှုချင်ဘူး။အဖိုးကဦးစင်းကိုဒီတောင်မှာသာသနာပြုစေချင်တခြားသောနီလန်းတွေနဲ့ကူညီပေးပါလို့ပြောချင်တယ်။ဦးစင်းလေးရဲ့စကားကြောင့်ယောဂီဝဲလူကပလဲရောင်တောက်ပနေတဲ့ တွားဆွေလေးတွေပေါ်အောင် ပြောင်းလိုက်ပြီးတော့ဦးစင်းလေးကအပြုတ်မူအောင်စိတ်ထားရောပြောင်းလဲသွားလိုက်တာဗျာအဲ့ဒီလိုရှေ့ရှော့လိုက်ပါလေဦးစင်းအာစာရလည်းတောင်ပိုင်အဖိုးရဲ့မူလရုပ်ထုကိုပြင်ဆင်ပြီးတော့လဲထွက်ရုပ်ထုအောက်မှာရှိနေတဲ့ကြောက်တံပရမများတွေကတစုံတရာကွဲဝဲလိုက်တယ်လို့ပြက်ွယ်သွားခဲ့တယ်ဦးစင်းလေးလည်းကြောက်သားရုပ်ထုကိုတောင်ပေါ်မှာရှိတဲ့နန်းနန်းထဲကိုယူဆောင်ခဲ့ပြီးတော့ရွာသားတွေထုလုပ်ပူဇော်ထားတဲ့ရုပ်ထုရဲ့ဘေးမှာ နေရာချပေးခဲ့တယ်။အဲ့ဒီအချိန်နန်းနန်းရဲ့ဘေးမှရှိတဲ့မြေနီလန်းကနေကရင်ဝတ်စုံအဟောင်းနွမ်းလေးဝတ်ထားတဲ့မိမကြီးနဲ့ယောဂီဝဲလူနှစ်ယောက်တက်လာခဲ့ကြတယ်။ကရင်မိမကြီးကဦးစင်းလေးကိုမြင်တော့ခြေဖမိုးရှိကိုဥဆိုင်ချလိုက်ပြီးအဖိုးမျော်လင့်နေရတွင်ဖြစ်လာတော့မယ်ထင်ပါရဲ့ကွယ်။အဲ့ဒီလိုဝါသအားရပြောပြီးတော့အဖိုးရဲ့မူလရုပ်ထုကိုမျက်ရည်ရွှဲသားနဲ့စိုက်ကြည့်နေခဲ့တယ်။ဦးစင်းလေးပြောလေတခါကြီး ။ဦးစင်းလေးကိုဒီတောင်ပေါ်မှာပဲတရင်သုံးဖို့အတွက်ရှောက်ထားပါရစေ။ဦးစင်းကရဟန်းပြူတာတပတ်ပဲရှိသေးရမို့တိလသမားတွေလည်းမရှိသေးဘူး။ဒီတော့ဒီတောင်ကအဆောက်ရှောက်တွေအရန်ကြည့်တာမို့မဖြစ်နိုင်ဘူးထင်ပါရဲ့။ဦးစင်းသာတရင်သုံးဖို့ဆန္ဒရှိမယ်ဆိုရင်တပည့်တော်တို့တွေဝိုင်းဝန်းပြီးတော့ကြီးစုပေးပါမယ်။ဦးစင်းလေးကိုဘလို့ပုပ်ကူအားမထိခိုက်အောင်မလုပ်ဖို့စောင့်ရှောက်ပေးပါမယ်။တကားတို့ပြောတာနဲ့တင်အားရှိနေပါပြီ။ ဒါနဲ့ဦးစင်ကဒီမှာနေပြီးတော့ဘာလုပ်ရမှာလဲဦးစင်လေးဘာလုပ်ရမလဲဆိုတာကိုတက်ဆိုင်တဲ့ပုံကိုယ်တွေကညွှန်ကြားပါလိမ့်မယ်လောလောဆယ်တော့တရဏဂုံ၃ပါးအောင်တန်းရွတ်ဖတ်နေပါတရဏဂုံ၃ပါးတော့ဦးစင်ရွတ်နိုင်ပါတယ်တခြားဂုံတော်တွေကတော့မရွတ်တတ်ဘူးနော်ဂုံတော်ဆိုတာစာအုပ်ကြည့်ပြီးတော့ရွတ်လို့ရတာပဲအရေးကြီးဆုံးကဦးစင်လေးရဲ့စိတ်ကိုတည်ငြိမ်အောင်ထားဖို့ပဲမဟုတ်လားဒါလည်းဟုတ်တာပဲလीနော်တကာရုရဲ့နာမည်တွေလည်း ပြောပြပါဦးနာမည်သိထားတော့ဘာပဲဖြစ်ဖြစ်ပြောလို့ဆိုလို့အဆင်ပြေတာပေါ့တပည့်တော်နာမည်အောင်မြတ်တာပါတို့နှစ်ယောက်ကတော့မောင်ကောင်းနဲ့ခွန်းလာပါတကောင်မြတ်တာကလည်းပါမန်ပုဂ္ဂိုလ်မဟုတ်တာကိုဦးစင်ရိမ့်မိပါတယ်ဒီနေ့တော့ဦးစင်တအောက်ကိုပြန်ဆင်းပြီးတော့ဆရာတော်ကိုရှောက်လိုက်ပါမယ်ဆရာတော်ခွင့်ပြုရင်တော့ဒီမှာပဲတရင်တုံးပါပါဦးစင်လေးလေးအောင်မြတ်တာတို့ကိုနှုတ်ဆက်ပြီးတအောက်ကိုပြန်ဆင်းသွားခဲ့ရာ ောက်တနည်းမနဲ့အာယုံဆုံးဖုံးပြီးချိန်မှာတော့သင်္ကန်းတုံးတဲ့တပိတ်တလုံးနဲ့အတူတောင်ပေါ်ကိုပြန်လဲရောက်ရှိလာခဲ့တယ်။ဦးစင်လေးဘလို့ဖြစ်လို့အစိုးရတက်လာလဲ။နေခင်းပါဆိုနေပူလို့အစိုးရတက်လာခဲ့တာ။ဦးစင်လေးဟာတပိတ်နဲ့သင်္ကန်းတွေကိုနေရာချလိုက်ပြီးအဖိုးရဲ့နန်းရှိမှာထိုင်နေတဲ့အချိန်လင်မတစ်ခုကိုရင်ဝယ်ပိုက်ပြီးတော့တက်လာတဲ့ကရင်မျိုးသမီးကြီးကိုမြင်လိုက်ရတယ်။ဦးစင်လေးနေဆုံးဖုံးဖို့ရှိရလိမ့်နဲ့ချက်ထားပါတယ်။ စောလိုလက်ခံပေးပါအောင်။ဦးစင်းလေးကစွန်ပန်းကိုလက်ခံလိုက်ပြီးကမှဘလို့ပြန်ပြောရမှန်းမသိဖြစ်နေတဲ့အတွက်တကမာရဲ့လိုအင်ဆန္ဒပြည့်ပါစေ။အဲ့ဒီလိုသားဆူတောင်းပေးလိုက်ရတယ်။ဦးစင်းလေးလည်းစေဒီပမာသတင်းသုံးရင်းနဲ့နေဘက်တွေဆိုရင်အောင်မြတ်တာတို့နဲ့အတူစေဒီတန်ရှင်ကြီးအဖိုးနဲ့တန်ရှင်ကြီးတွေကိုလောက်ကိုင်းပြီးတော့ညာဘက်ရောက်ရင်တော့တီတလောက်မှတ်တလောက်ဖျားကုံတော်တွေကိုရွတ်ဖတ်ပွားများနေခဲ့တယ်။ဦးစင်းလေးက ဂုံတော်ရွက်ဖဲရတာကိုသဘောကျပြီးတော့ပရိစရတာကိုသဘောမကျတဲ့အတွက်အချိန်ရရင်ရသလိုပါဇက်ကနေတတော်တော်ရွဆုံနေခဲ့တယ်။အခုလဲမိုးရိအနေငယ်ရွာနေတဲ့အတွက်တရင်တုံးနဲ့ဝတ်တဲထဲမှာထိုင်ပြီးအောင်မြတ်တော်နဲ့စကားပြောနေတဲ့အချိန်ကရင်တင်တိုင်းအင်ကြီးဝတ်ထားတဲ့ယောက်ျားတယောက်ရွှေဖျုံတီတလုံးကိုရင်ဝယ်ပိုက်ပြီးတော့ဝတ်ထဲကိုဝင်လာခဲ့တယ်။အထဲကိုရောက်တော့ဦးစင်းလေးရှိကိုတွားပြီးရွှေဖျုံတီကိုချပေးကနောက်နေ့ရက်နေရင် ရွှေမြတင်စီတွေလာဖို့မဲ့ပဋ္ဌာန်းဆက်တွေလာကြနိုင်မယ်။ဒါကြောင့်ဖရာဘူးတွေလာရင်စားဖို့အတွက်ရွှေဖျုံတိလာဖို့ပြရပါ။အဲ့လိုပြောပြီးဥမချပင်နဲ့မိုးရီတွေကိုပြန်ထွက်သွားခဲ့တယ်။ဒီလိုကစကားပြောတာဘလို့ပါလိ။ရွှေဖျုံတိတစ်လုံးနဲ့ဖရာဘူးတွေကိုဘလို့ကျွေးရမလဲနော်။တိတ်လက်စိတ်ပုံမနေပါနဲ့။အခုလိုလာပေးရတာအကြောင်းရင်းတစ်ခုတော့ရှိပါလိမ့်မယ်။ဦးစင်းလေးဒီဖျုံတိကိုဘလို့လောက်ချင်လဲဆန္ဒရှိလဲ။ ရွှေဖျောင်သေးကိုချက်ပြီးတော့ဘာနဲ့ကြွေးရမှာလဲဦးစင်းလေးမှစမ်းလဲမရှိဘူးလေဦးစင်းလေးစကားတော့မဆုံးသေးတောင်အောက်ကနေစကားတပြောပြောနဲ့တက်လာကြတဲ့မာကြီးတို့အဖွဲ့ကိုမြင်လိုက်ရတယ်ဦးစင်းလေးတောင်ပေါ်မှာဖျားပွဲလုပ်မယ်ဆိုဟမ်အဲ့လိုမပြောမိပါဘူးဘယ်သူကပြောရလဲရွာထဲမှာကရင်ဖိုးကြီးတယောက်လိုက်ပြောနေလို့လေသူကပြောသေးတယ်ဖျားဖိုးတွေကိုဦးစင်းလေးကရွှေဖျောင်သေးဟင်းနဲ့ထမင်းကျွေးခြင်းပြီးမဲ့ဆက်မရှိလို့စိတ်ညစ်နေတယ်ပြောလို့ တပည့်တော်မတို့ရွာကနေစံတအိတ်ယူလာပေးတယ်ဖေ။အဖြစ်ပြက်ကတထိုင်နေဖြစ်သွားတာမို့ဦးစင်လျော်အောင်မြတ်သားတို့ကဘာမှမပြောနိုင်ဖြစ်သွားခဲ့ရတယ်။ရွာသားတွေလည်းတကြိမ်တစ်ခါမှမလုပ်ဘူးတဲ့ဖေဟာပွဲလုပ်မယ်ဆိုတဲ့အတန်ကြောင့်ရင်းကြီးတွေတက်နေတဲ့စီဒီကိုတန်ရှိရေလောက်သွားလို့မိဖို့ဖိုးတဲ့သူအဖိုးစံစီတဲ့သူအစင်းနဲ့လုံနေခဲ့ကြတယ်။အခုလောလောဆယ်တော့ကုတူယူကြတဲ့သူတွေစားဖို့အတွက်ထမင်းနဲ့ရွှေဖယုံသင်းဟင်းကိုချက်လိုက်ကြအောင် တပည့်တော်မှချက်နေပါပြီဖေ။အတန်ကြောင့်ဇေဒီဖေကတောင်ဆောင်လေးကိုငုံကြည့်လိုက်ရာကရင်မိမကြီးကသူ့တဲအရှင်မှာမိဖို့တဖို့ဖို့ပြီးတော့မိမွေးဖို့စလုပ်နေရမြင်လိုက်ရတယ်။ထူဆန်းတာကကရင်ဖိုးကြီးလာပို့သွားတဲ့ရွှေဖျုံသေးတလုံးကိုချက်ထားရင်ဟင်ကကုံသွားတယ်မရှိခဲ့တာပဲ။စီမပါဟင်ခံမမပါပဲချက်ထားရဲ့ရွှေဖျုံသေးဟင်ကိုစားတဲ့သူတိုင်းလက်ရကောင်းချောင်းကိုချီးမောခဲ့ကြတယ်။ဒါကဦးစင်းလေးရဲ့ပထမဆုံးထူးခြားမှုပဲ။ ဒုတိယထူခြားမှုကတလားခန့်ကြားတဲ့အချိန်မှာထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကအောင်မြတ်တာတို့ဆရာတပည့်တွေတထုံမြို့နယ်အတွင်းမှာတီမြုပ်ပြောက်ွယ်နေတဲ့ရှေဟောင်းစင်းတို့တဆူမှာအတိတ်ချဝင်နေတဲ့ကာလာလေးဖြစ်တာကြောင့်ဦးစင်းလေးအနေနဲ့တဘာတွေကြုံတွေ့ခဲ့ရတဲ့ထူခြားမှုလည်းဖြစ်ခဲ့ပါတယ်။မမရရအဲ့ဒီနေရာအချိန်ခါမဟုတ်ဘဲမိုးတီထန်စွာရွာသွန်းနေတဲ့အတွက်ဦးစင်းလေးအနေနဲ့မိမိတရင်300ဝက်တဲမှာထိုင်နေခြင်းနဲ့ ဖျားကုံတော်တွေကိုပွားများနေတဲ့အချိန်မြင်းတကောင်ရဲ့ခွာတန်ကိုကြားလိုက်ရတယ်။ခွာတန်ကကဝုံမြေပေါ်မှာမောင်းနေလာလို့ထွက်တဲ့အတန်ဖြစ်နေရကြောင်းဖျားကုံတော်ရွတ်ဖက်နေတဲ့ဦးစင်းလေးကဝေးရဲ့အပြင်ဘက်ကိုခေါင်းလေးဆောင်းပြီးကြည့်လိုက်ရှာရွာကန်ထင်းခုတ်သမားတွေတောင်းနေကြတော်လန်းနေမှာခောက်တုတ်ခောက်ပြန်ပြေးလွှားနေတဲ့အုံးဆက်ရောင်မြင်းတကောင်ကိုမြင်တွေ့လိုက်ရတယ်။မြင်းရဲ့အပေါ်မှာတော့ရှေးခေမင်းကြီးမင်းသားတွေလိုအစင်တစားဆင်ရထားတဲ့လူတယောက်ရှိနေပြီးတော့ညာဘက်လက်မှာ ဆောင်းသားတစ်လက်ကိုဆွဲကင်ထားတာကိုမြင်လိုက်ရတယ်။ဦးစင်းလေးလည်းထူးဆန်းတဲ့မြင်ကွင်းကြောင့်ဂုံတော်ရွတ်ဖက်နေတာကိုရှက်လိုက်ပြီးဝိရဲ့ရှိကိုထွက်ကြည့်လိုက်တဲ့အချိန်လူသွားလန်းချင်းလေးမှခောက်တုတ်ခောက်ပြန်ပြေးလွှားနေတဲ့မြင်ကတဟီဟီမြည်ရင်းနဲ့ပဋိရတ်တလို့ခုံမာလေးရော။အုံးဆန်ရောင်မြင်းညိုကြီးကကျေလောက်စွာဟီနေတဲ့အချိန်မြင်းရဲ့ကြောပေါ်မှာထိုင်နေတဲ့သူကဘေးဆောင်အနေထားနဲ့ဖြက်ခနဲခုံချလိုက်ပြီးတဲကြီးမဲကြီးရွာချနေတဲ့မိုးရီရီသားတွေကနေ့ ဦးစင်းလေးရှိရာဝတ်တဲကိုအိန္ဒြေယစွာနဲ့လမ်းလျှောက်ဝင်လာခဲ့တယ်။မိုတီမိုပေါက်တွေတီးထန်နေတဲ့အချိန်မှာလမ်းလျှောက်လာပြီးမဲ့မိုးဆက်တွေကအဲ့ဒီသူရဲ့ခန္ဓာကိုယ်အပေါ်ကိုတပေါက်မှမကျတာကအတော်ထူးဆန်းနေခဲ့တယ်။ဦးစင်းလေးအနေနဲ့အတွေ့အကြုံအားလည်းမရှိ အနားမှာလည်းဘသူမှမရှိတာကြောင့်ထိတ်ခနဲဖြစ်သွားတဲ့စိတ်ကိုဟန်မပြတ်ထင်းရင်နဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။မြင်းပေါ်ကဆင်းလာတဲ့သူကလည်းဘေးဘီကိုတစ်ချက်မှတော့ငဲမကြည့်ဘဲနဲ့ဝင်လာရှင်နဲ့ ဦးစင်းလေးတရင်သုံးတဲ့နေရာအပေါဝါရောက်မှာတော့ခြေလမ်းတွေကိုရပ်လိုက်ပြီးကိုတော်ကရဟဝတ္တာကြပြီလားဦးစရာရဟဝတ္တာမကြသေးပါဘူးတခါတော့ကဘသူများလဲထူးဆလိုက်တာရဟဝတ္တာမကြသေးတဲ့သူကဘလို့ကြောင့်ငါ့ကိုမြင်တွေ့နေရတာလဲမင်းကြီးမင်းသားလို့ဝတ်စားထားတဲ့သူကတယောက်ချင်းအံ့ဩစွာရေကျွလိုက်ပြီးတော့ဦးစင်းလေးကိုခြေဆုံးခေါင်းဆုံးကြည့်နေခဲ့တယ်ဦးစင်းလေးကြောင့်တခါတော့အနောက်ချက်များဖြစ်သွားသလား ကျုပ်တို့ကိုနှောက်ယှက်မပေးရင်ကိုတော်လေးအေးချစွာနေလို့ရမှာပါမင်းကြီးမိသားလိုဝတ်စားထားတဲ့သူကမျက်နှာထားခက်တထန်နဲ့ပြောပြီးတော့ညင်ညိုကြီးကိုစီးကတောင်ချေဘက်ကိုခက်တော့တော့ထွက်ခွာသွားခဲ့တယ်ညင်ညိုကြီးရဲ့ခွာတံပြက်ခွေသွားပြီးချိန်မှာတော့ဇေဒီယာအောက်ဘက်မှာနေတဲ့ကရင်မျိုးသမီးကြီးကဝါခမောက်ကိုစောင်းပြီးဝတ်တဲတဲ့ကိုဝင်လာတာကိုမြင်လိုက်ရတယ်ခုနကအိမ်ရှိဆိုင်မင်းသားလေးလာသွားတယ်မဟုတ်လားညင်ညိုကြီးစီးလာသူက ိမ်ရှိစံမင်းသားဟုတ်လားဟုတ်ပါတယ်ဦးစင်းလေးမင်းသားလေးကလာပြေးလာခွေနေရီဆိုရင်ဒီတော့လာကနေဖြတ်ပြီးတော့နေမြေအခြေအနေကိုလိုက်ကြည့်တတ်တယ်လေ။ "तू आ ရောဘာကြောင့်မကျွတ်မလွတ်ပဲရှိနေရလဲ။အစွဲပေါ့ဦးစင်းလေးရဲ့။ तू လည်းခုတည်းကိုမကျွတ်လို့သေးပါလားနော်။ဒီတောင်မှ မကျွတ်လို့တည်ရသူတွေအတော်များတာပဲနော်။ဦးစင်းလေးကဒီလောက်ပဲမြင်ရသေးတာကိုအမှန်တမ်းပြောရရင်တော့ဒီတောင်မှ မကျွတ်လို့ပဲစောင့်နေတဲ့သူတွေက ရာကနန်းထပ်မှရှိတယ်။ဟင်ဒီလောက်တောင်များလား။များတာပေါ့ဦးစင်းလေးရဲ့မင်းသားလေးရဲ့ငဲကြုံတွေတောင်မှတရာနီးပါးရှိတာ။အခုကဦးစင်းလေးအနေနဲ့သူတယောက်တည်းကိုပဲမြင်လိုက်ရတာလေ။သူတို့ကဘယ်တော့မှကျွလွတ်ကြမလဲ။ကြောက်မယ်ဦးစင်းလေး။အဖိုးပြောတာကတော့နောက်ပွင့်တဲ့ဖခင်ကိုမြင်ဘူးရမှကျွတ်တန်းဝင်ကြမှာစို့ပဲ။တကမာကြီးကတာမန်လူဖြစ်ရတဲ့ဒီအကြောင်းတွေကိုဘယ်လိုလုပ်သိနေခဲ့ရလဲ။ ဦးစင်းလေးစကားကိုကြားတော့ကရင်မျိုးသမီးကြီးကကွန်ချိုးတွေတက်နေတဲ့ရှည်သွားတွေပေါ်အောင်ရှည်လိုက်ပြီးတော့အဖိုးပြကြလို့သိရတာပါအဖိုးနဲ့တကမာကြီးကဘလို့ပတ်သက်မှုတွေရှိကြတာလဲပြောရရင်တော့အရှိကြီးပဲဦးစင်းလေးအတူချုံပြီးပြောပြရရင်တော့တောင်ပံအဖိုးလူဘွားတော့ကဒီမိမကြီးကိုအရန်ချစ်ခဲ့တာပေါ့အဲ့ဒီတော့ကအဖိုးကတက်မှုငယ်လေးအဖြစ်သူရိယာဆန္ဒမင်းစီမှာခါးစားနေတဲ့အချိန်တပည့်တော်က ။သူဝနာဘူမီတထုံပြည်ရဲ့မြေပိုင်ရှင်လဲပိုင်ရှင်သမီးဖြစ်ခဲ့တယ်လေ။အခုဦးစင်းလေးသတင်းတုံးတဲ့နေရာကတပည့်တော်မရဲ့ဖခင်ပိုင်နဲ့မြေတွေဖြစ်ခဲ့ပူတယ်။အဖိုးကတပည့်တော်မကိုချစ်ကြိုက်နှစ်သက်ခဲ့ပေမဲ့တပည့်တော်မကနည်းနည်းလေးမှကိုမျက်နှာသာမပေးခဲ့ဘူးလေ။အခုကိစ္စကားနဲ့ပြောရရင်တော့မောက်မာခဲ့တာပေါ့။ကရင်မိမကြီးကစကားပြောနေရင်ရုတ်တရက်ရက်လိုက်ပြီးတော့အဖိုးနံဘက်ကိုငေးကြည့်နေတာကိုတတိထားမိခဲ့တယ်။ဟွန်း အဖေကတပည့်တော်မကိုဘဝဆက်ဆက်ကြီးရှုဆောင်မခဲ့တယ်။အခုဘဝမှာလဲသူကနားမမနေလို့မရအောင်လှုပ်ထားရပဲကြည်လေ။တကယ်မကြီးကဒီမနေရဘလောက်ကြာပြီလဲ။နှစ်ပေါင်း30ကျော်ပြီပေါ့။ဒါနဲ့တခုမေးချင်တာကဦးစင်ရရောအဖိုးနဲ့ဘလို့ပတ်သက်နေရလဲ။ဒါကတော့တပည့်တော်မပြောလို့မရဘူး။ဦးစင်လေးကအဖိုးနဲ့ပဋ္ဌာန်းဆက်ပါတယ်လို့ပဲသိထားပါ။ဦးစင်လေးအနေနဲ့စွန်ကိစ္စတုံးဆောင်ရတာအဆင်ပြေရဲ့လား။ အစာပိုင်းတော့စားရတာအဆင်မပြေပေမဲ့နောက်ပိုင်းတော့နေသားကျလာပါပြီ တကမာကြီးလည်းစွန်ကိစ္စစီမံနေရတာပြင်ပန်းနေရောပေါ့ပြင်ပန်းတယ်လို့မရှိပါဘူးဦးစင်းလေးရောက်လာလို့တပည့်တော်မှဝမ်းတာနေရပါတခုခုလိုအပ်တာရှင်လှန့်ခေါ်လိုက်နော်တပည့်တော်မှမြှင့်ချိုးသွားလိုက်ပါဦးမယ်ကရင်မိမကြီးကဦးစင်းလေးကိုကရော့လိုက်ပြီးမိမိနေထိုင်တဲ့တဲရင်ဘက်ကိုပြန်ထွက်သွားခဲ့တယ်ညအုပ်ပိုင်းရောက်တော့ဝတ်တဲကိုလူတယောက်ဝင်လာပြီးတော့ ူအတွက်တီးတန့်နေရာလှုပ်ပေးဖို့လာပြောတာကြောင့်ဘသူလဲဆိုပြီးမေးလိုက်ရာရွှေမြင့်တဲ့တောင်မှရှိတဲ့နဂါးတိုက်ဆောင်ဖြစ်နေတာကိုသိလိုက်ရတယ်။ဦးစင်းလေးကသူ့အနေနဲ့ဝါစင်လည်းမရသေးတာတကြောင်အခုလိုကိစ္စတွေမှာအတွေ့အကြုံမရှိသေးတာကြောင့်အဖိုးကိုတိုင်တဲပြီးပြောပေးမယ်လို့ဆိုကချောမော်ပြီးတော့ပြန်လှုပ်ပေးခဲ့ရတယ်။ဒီလိုနဲ့သုံးရမြောင်နေအာယုံတက်ချိန်မှာချမ်းပင်လုံလောက်ရှိတဲ့မွေးနဂါးသုံးခေါင်ကဦးစင်းလေးတရင်သုံးတဲ့ဝေးရဲ့အပေါ်ကနေ ဗပြင်းနဲ့အုံမိုးထားတာကိုအိမ်မက်မြင်မှတ်ခဲ့တယ်။အိမ်မက်မှတ်ပြီးတဲ့မနက်မှာပဲဦးစင်းလေးသတင်းသုံးတဲ့ဝက်ထဲကိုဝက်ကောင်းစားလာတွေဝတ်ဆင်ထားတဲ့လူတချို့ထူဆဆွာရောက်လာခဲ့တယ်။တံပိုးကြီးလက်ဝက်လက်စားတွေဝတ်ဆင်ထားတဲ့သူတွေကဦးစင်းလေးကိုမြင်တော့ရိုသေစွာကြော့ပြီးသူတို့ကရန်ကုန်မှနေတာဖြစ်ကြောင်းလွန်ခဲ့တဲ့တစ်ပတ်လောက်ကအိမ်မက်ထဲမှာနားဝင်နားဆောင်ဝတ်ထားတဲ့ယောက်ျားတယောက်မိန်းမနှစ်ယောက်ရောက်လာပြီးတော့တထုံမြို့မှာရှိတဲ့ရွှေမြင့်တင်တောင်မှာ နဂါးသုံးကောင်ရှစ်ပတ်ထားတဲ့နဂယုံဖျားတီးပေးဖို့အတွက်အိမ်မက်ပေးခဲ့ကြောင်းနဂယုံဖျားတီးတဲ့အခါမှာတောင်ပေါ်မှာတရင်သုံးတဲ့ဦးစင်းလေးကိုညီနေရရွေးခိုင်းပေးစီလိုကြောင်းဒါကြောင့်ရန်ကုန်ကနေမိသားစုလိုက်ဆင်းလာတာဖြစ်ကြောင်းလာရောက်လျှောက်ထားခဲ့တယ်။ဦးစင်းလေးလည်းဒီအချိန်နေရောက်မှညင်းလို့မကောင်းတဲ့အတွက်အလူရှင်တွေစိတ်ကြည်နှက်စီဖို့အတွက်စီရီပရဝန်ထဲကိုလိုက်ပြရာစီရီရဲ့အရှိတ်ညီကွက်လက်တစ်ခုမှာနဂါးအမောက်ပုံစံတောင်ပေါ်တလုံးပေါက်နေတာ မြင်လိုက်ရတယ်။ဒါကြောင့်တောင်ပိုးပေါက်နေတဲ့နေရာကိုငကယ်ယုံဖျားတိမဲ့နေရာအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။အလူရှင်တွေအနေနဲ့ငကယ်ယုံဖျားတိတဲ့ကာလအတွင်းမှာပင်ဦးစင်းလေးတရင်တောင်ပိုးအတွက်တဘာចောင်းဆောင်ကိုပါစောက်လို့လူတန်းပေးခဲ့ကြတယ်။ငကယ်ယုံဖျားတဲ့ပိုးအတွက်ပနတ်ပေးတဲ့အချိန်မှာတော်ရရနေမွေကောင်ပေါင်းများစွာထွက်လာတာကိုလည်းကြုံတွေ့ခဲ့ကြသလိုဖျားတိဖို့လှောက်အားလာပေးကြတဲ့သူတွေကိုလည်းဝေရပူကပ်ပြီးတော့ သူတို့အနေနဲ့ဦးစင်းလေးကိုကျေးဇူးတင်စားတရားချင်းကိုစောင့်နေတာနှစ်ပေါင်းများစွာကြာပြီဆိုတဲ့အကြောင်းကိုဝမ်းသာပြောမျိုးစွာနဲ့ပြောဆိုခဲ့ကြတယ်။ငကယုံဖျားတီဖို့အတွက်မြေကြီးတူတဲ့အချိန်မှလည်းရှေးရခင်ကအသုံးပြုခဲ့တဲ့အသုံးဆောင်ပစ္စည်းတွေချက်ဝတ်တစားတွေပေါ်လာခဲ့တာကြောင့်အလုံးစုစည်းပြီးဌာပနာအဖြစ်ပြန်လည်ထည့်သွင်းပေးခဲ့တယ်။ရွှေမြင်တင်တောင်းလို့လူမယောင်ငှက်မပေါက်ခေါင်းလာတဲ့နေရာကလာပိုင်းတွင်းမှာပင်စီကားလာပြီးတော့ ဆရာပုဂ္ဂိုလ်ရဲ့အိမ်မက်ပေးဖို့ကြောင့်အနေနဲ့ရရက်ကနေလာရောက်လာကြတဲ့ဖရာဖိုးတွေကလည်းတနေ့တစ်နေ့ညပြလာပါတယ်။ဖရာဖိုးတွေညပြလာခြင်းနဲ့အတူမလိုလားအပ်တဲ့ပြဿနာတွေလည်းဖြစ်ပေါ်ခဲ့ပါတော့တယ်။ဦးစင်းလေးအနေနဲ့နဂရုံဖရာတည်တဲ့အမှုကို ကြီးကြပ်နေတာမို့ညနေတဲ့အထိဂုံတော်မပွားနိုင်ပဲမိခနဲ့အိပ်ကျော်သွားခဲ့တယ်။အဲ့ဒီအချိန်ဝတ်သေးကိုခြေတံပြပြနဲ့ဝင်လာတဲ့အတန်းကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရာ တကူလုံးအစိမ်းရောက်ထားနေတဲ့အသားရှင်တဲ့လူတယောက်မျက်ထောင်နဲ့စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။ဦးစင်းလေးလည်းဒီပုဂ္ဂိုလ်တခါမှမမြင်ဘူးတာကြောင့်စက်ခနဲ့ကောက်ထားလိုက်ပြီးတော့တင်ရဘူးပါလေ။ဘာကြောင့်ရှိလို့စိတ်ဆိုးတဲ့ပုံစံဖြစ်နေရလဲ။အဲဒီလိုမေးလိုက်ရာအိမ်တုံးစိအစိမ်းရောက်တွေတကူလုံးလူထားသလိုဖြစ်နေတဲ့လူကတရှူရှူနဲ့နှာမှုတ်ပြီးတော့ငါတို့အတွက်လည်းနေရာလုပ်ပေးပါမပေးဘူးဆိုရင်ရှားတဲ့နေရာဝင်နေမယ်အဲ့လိုရှင်းသီးစွာပြောပါလေရော့ အဲ့ဒီအချိန်ဆောက်လုံစာနဂယုံဖျားမှာရှိနေတဲ့နဂါးသုံးခေါင်ရဲ့ကိုရေကနေရွှေရောင်အစင်းရှိတဲ့နဂါးသုံးခေါင်ကရှော့ကနေဆင်းလာပြီးဝက်ထဲကိုဝင်လာခဲ့တယ်။နဂါးသုံးခေါင်လည်းမြင်ရောအစင်းရောင်သားရည်ရှိတဲ့သူဟာနှာကိုပွတ်ပြီးအသက်ပြင်းပြင်းရှူလိုက်ရာလူခန္ဓာကိုတွင်ပြရနေစိတ်စိတ်တောင့်နေတဲ့နဂါးတစ်ခေါင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ရွှေရောင်နဂါးတွေထက်နှစ်ဆလောက်ပိုကြီးမားတဲ့နဂါးစင်းရမိန်တစ်ချောင်းလိုချွန်မြနေတဲ့ရှာကိုထုတ်ပြီးတော့ရန်လိုတဲ့ဟန်နဲ့ ပပြင်းကိုဖျားချလိုက်တဲ့အချိန်ငါနေရာကိုလည်းကျူးကျော်ဝင်လာသည်ငါအောက်ကငယ်သားတွေကိုလည်းရံပြုတ်သေးတဲ့ကောင်အခုချက်ချင်းထွက်သွားစမ်းအရိတန်နဲ့အတူသပင်ဖြူဖြူအရံမြင့်မြင့်အဖိုးတို့တယောက်ဝက်ထဲကိုဝင်လာတာမြင်လိုက်ရတယ်နဂါးစင်ရအဖိုးကိုမြင်တော့ပပြင်းကိုချလိုက်ပြီးခန္ဓာကိုယ်ကိုခွေလိုက်ရှာတာမန်လူအတွင်ဖြစ်ပြောင်းလဲသွားခဲ့တယ်လူအတွင်ပြောင်းသွားတဲ့သူကအဖိုးကိုမတုံမလောက်တဲ့အမူအရာနဲ့ကြည့်ပြီးတော့အဖိုး ကျုပ်ကိုဒီမှာနေဖို့အတွက်တနည်းအားပေးပါ။မင်းကပိုင်ဆိုးပိုင်နေနဲ့အထက်စည်းလေတန်းနဲ့ပြောနေပါလား။မင်းတို့ဘသူလာထားသွားရလဲ။ကျုပ်မသိဘူး။မင်းမသိလဲ။သိအောင်လုပ်ပေးရမှာပေါ့။ကဲဦးတန်ပြီရှင်ဒီကိုခဏလာခဲ့အောင်။အဖိုးရဲ့စကားအဆုံးမှာနှကမ်းမွေးကကနဲ့ဟိန်တို့လူမျိုးတို့အဖိုးရဲ့ရှိမှာပေါ်လာခဲ့တယ်။အဖိုးကျုပ်ကိုခေါ်တာဘာကိစ္စရှိလို့လဲ။တင်ရတထုံမြို့မှာနှစ်နှစ်ဆက်ဆက်ရှိတယ်ဆိုတော့ ဒီနဂါးစင်ကိုဘသူခေါ်လာလဲလို့ကြည့်ပေးပါအောင်အဖိုးရဲ့စကားကြောင့်ဥတန်ပြီဆိုတဲ့ပုဂ္ဂိုလ်ဟာဥကားကိုမှွေပြီးကျင်ရင်နဲ့ဖျားဘူးလာတဲ့ဖုန်ချီတပါရည်ရွယ်ချက်ရှိရှိနဲ့ထားခဲ့တာပဲသူ့နံရုပ်ကအခုဘယ်မှာရှိလဲမြင်ရလားနားတော့ဒီမှာရှိနေပြီးတော့နံကိန်းဝတ်တဲ့ရုပ်ကရွာလေးရောက်နေတာမြင်တယ်အဖိုးဒါဆိုဒီကောင်ကိုမနေ့ကမှမောင်းထုတ်လို့ရမှာပေါ့တန်ပြီးဒီကောင်ကိုမင်းရဲ့နံပြီးမှာတ냐လောက်ထိမ့်သိမ်းထားလိုက်ပါအောင် အဖိုးရဲ့စကားဆုံးမှာဟိန်တို့ဖိုးကြီးကတကူလုံးအစင်ရတောက်နေတဲ့လူရဲကုတ်ကိုသူ့ရဲ့ကြီးမားတဲ့လက်နဲ့ဖြောင်းခနဲ့မြေအောင်ရိုက်ချပြီးတရွတ်တိုက်ဆွဲခေါ်သွားခဲ့တယ်။ဒီတော့မှအချိန်နေအားလုံးပုံမှန်ပြန်ဖြစ်သွားပြီးတော့အဖိုးလည်းသူ့နေထိုင်တဲ့နန်းဆောင်ဘက်ကိုပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။မနက်မိုးလင်းလို့စုံစမ်းကြည့်တော့ရွာရဲကခလီတယောက်ကတထွာတတာရှိတဲ့အစင်ရောင်ငကားရုပ်ထုကို ကစားစရာအထင်နဲ့အိမ်ကိုယူသွားကြောင်းသိလိုက်ကြတယ်။ဒါကြောင့်ချက်ချင်းဆိုသလိုပဲ နဂါယုတ်ထုကိုဥတံပြရနန်းဆောင်ကိုပို့ခိုင်းလိုက်ရတယ်။အဲဒီနောက်ပိုင်းအားစားလို့နဂယုံဖျားတိပြရနောက်ပိုင်းအထိအနောက်ရှက်တစုံတရာမကြုံတွေ့ရတော့ဘူး။နဂယုံဖျားရည်စက်ချတဲ့နေ့မှာတော့ဘယ်ကနေရောက်လာမှန်းမသိတဲ့သူတွေကတောင်ပေါ်မှာပြေးရှင်သွားတာကိုလည်းအံ့ဩဖွယ်မြင်တွေ့လိုက်ရတယ်။ဦးစင်းအာစာရအနေနဲ့လည်းတောင်ပေါ်မှာတရင်သုံးရှင်းနဲ့တိုက်ဆက်တချို့နဲ့ပတ်သက်ဆက်နွယ်နဲ့သာသနာပြုလုပ်ငန်းတွေကိုဇတိုက်ဆိုသလိုဆောင်ရွက်ခဲ့ရပါတယ်။ အောင်မြတ်သားတို့ဆရာတပည့်တွေကတော့မထင်မရှားစေဒီကလေးမှာရုတ်တရက်ကြီးဘာကြောင့်ဒိတ်ထန်ဝင်ရတာလဲဆိုတဲ့အကြောင်းတော့အောင်မြတ်သားနဲ့ကတ်ကျော်နန်းဦးစေဒီဆိုတဲ့ဇလန်းလေးမှာ ပရိသတ်ကြီးအားစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီး။အခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူဇေယနာရှာမညာရှိသားတဲ့အောင်မြတ်သားအတွဲနဲ့အပိုင်း288ဖြစ်တဲ့အောင်မြတ်သားနဲ့တိုက်ဆက်သာသနာဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်ရက်ဒီမှာလေတခြားစိတ်ဝင်စားစရာဇလန်လေးတွေကိုတင်ဆက်ပေးအောင်ပါဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသေးအသေးတွေတင်တဲ့ခါတိုင်းသိရှိစေဖို့အတွက်ဗေနာကနိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်